ါပေမဲ့တကယ်အမှန်အကန်သွားပြီးတဲ့လူကလည်းမဲမဲလက်မှတ်ကိုအဲ့ဟိုအဲ့အရာအတိုင်းပဲအတူထုတ်လိုက်တာ အတူထုတ်ပြီးတော့မှအာမိသားစုဝင်တွေကိုပေးတဲ့အခါမှာကျတော့အဲ့အတူပေါ်မှာပဲလက်မှတ်ဒီပေါ့နော်အမှန်ချစ်ခိုင်းလိုက်တော့ မင်္ဂလာပါကျမနာမည်မဒီချိုပါပညာရေးစီဒီယမ်တူပါတက်စီဒီယမ်တူရဲ့အမျိုးသမီးလည်းဖြစ်ပါတယ်ရှင်ဟုတ်အငငယ်တုန်းနေရဆိုရင်တော့နိုင်ငံရေးကိုဘာမှမသိခဲ့ဘူးပေါ့နော်ဘာမှလည်းမသိခဲ့ဘူးအော်ဟိုမိသားစုထဲမှာနိုင်ငံရေးလုပ်တဲ့အဲမိသားစုဝင်အဖိုးတယောက်တော့ရှိရပေါ့နော်အဖိုးတယောက်ရှိရအဲသူ့ကိုကြည်ပြီးတော့မှမိသားစုတွေ ခက်ခဲနေတဲ့အခါမှာပေါ့နော်အဲဂျန်တဲ့မိသားစုဝင်တွေကလည်းဒီနိုင်ငံကြီးကိုဟိုမလုံးနဲ့ပေါ့ဒီလိုပဲအဲကိုကိုလို့ကိုလို့အဲ့လိုပုံစံမျိုးနဲ့ပဲအဲဒီလိုလဲကြီးပြင်းလာခဲ့တယ်ပေါ့နော်ဟိုနန်းလောက်တော့လဲဟိုခံယူချက်ရှိလားဆိုတော့ဒီခံယူချက်တွေကိုမီယိုဖလာဒီတောက်တောက်တောင်သားတွေဆိုတော့ပြောလိုက်တဲ့ညာသောအဖြစ်ဒီမှာပြောနေတဲ့စကားဆယ်တန်းအောင်ပြီးပြီးအဲထမင်းစားလက်မှတ်ရအောင်နန်းလောက် ဒါနဲ့ပဲအဲလုတ်ခဲလိုက်ရတယ်ပေါ့နော်အဲအဲ့လိုနဲ့အဲအမျိုးသားနဲ့အိမ်အောင်ကြရတယ်အဲတထဲကိုလိုက်တယ်ပေါ့နော်အပြင်မှာကြားနေရတဲ့ပုံစံနဲ့အတွင်းထဲမှာအဲတကယ်လက်တွေ့ကြုံရတဲ့အခါမျိုးတွေမှာကြတော့ဟောမတူမတူကွဲပြားမှုတွေရှိလာတာကိုသိခဲ့ရတယ်ပေါ့နော်အာပထမဦးဆုံးအကြိမ်ရွေးကောက်ပွဲကတော့2010ပေါ့နော်အဲ့ဒီမှာပြောမယ်ဆိုလို့ရှိရင် ဝန်နှန်းမဲဆိုတဲ့အတွက်ကြောင့်ဝန်နှန်းလဲဝန်နှန်းအဲ့ချိန်မှာတက်ထဲမှာလိုက်နေရတယ်ပေါ့နော်အော်ဒီဟာပဲအဲဒါပဲမဲပေးဒါပဲဘာလို့အဲ့လိုမျိုးပဲအဲပြောပြောတယ်ကြားရတယ်အဲအကြောင်းနဲ့အိမ်နဲ့ကလေးငငယ်လေးနဲ့ဆိုတော့ဓာရီကိုလေ့လာရမယ်ကိုရီကိုဒီဟာတွေကိုအပြင်ကဘ ഹു သူဒ္ဓတွေကိုဖတ်ဖို့အတွက်အခွင့်အလမ်းနေအဲမရှိနေဘူးပေါ့နော်သတင်းစာဆိုလို့ရှိရင်လည်းအကြည့်မုံနဲ့မြမအလင်းတွေပဲဒီလိုပဲဖတ်ခဲ့ဖတ်နေရတဲ့အချိန်မှာတိတာမှုတွေရှိမနေဘူးမသိခဲ့ဘူးပေါ့နော်အဲ့မှာ ဲ့အချိန်မှာကျမတောင်းမဲယုံတောင်းကြရပေါ့နော်။ចောင်းမှာသွားကြတော့ចောင်းကိုကျမသွားလိုက်ရတယ်။အဲကျမမဲပေးရမယ်ကျမရဲ့မဲကိုပေါ့နော်။အာစစ်တီတယောက်ကသူပေးပေးခဲ့လိုက်ပြီဆိုတော့အေးပေါ့။တဘောကိုကိုတူတယောက်ရဲ့ဟာပေးပြီးသွားပြီဆိုရင်လည်းပြီးသွားပြီဆိုတော့အတိပဲကိုဒီမှာအတကယ်အမှန်တိုင်းပြောတာအတိုင်းပဲသိခဲ့တယ်ပေါ့နော်။အဲသူတို့ပေးခဲ့တယ်လို့ပြောတယ်။ဒါပေမဲ့တကယ်အမှန်အကန်သွားပေးတဲ့လူကလည်းမဲမဲလက်မှတ်ကိုအဲ့ ဟိုအဲ့အရာဝအတိုင်းပဲအတူထုတ်လိုက်တာ အတူထုတ်ပြီးတော့မှအာမိသားစုဝင်လေးကိုပေးတဲ့အခါမှာကြတော့အဲ့အတူပုံမှာပဲလက်မှတ်ဒီပုံတော့အမှန်ချစ်ခိုင်းလိုက်တာအာလူတိုင်းကအော်မှားနိုင်တာပဲဒီလုံးဝတရားရဂိုင်းနှုံးတော့အမှန်ချင်းမဖြစ်နိုင်ဘူးပေါ့နော်အပင်မဲတွေလည်းရှိမှာပဲပေါ့ဒါပေမဲ့ညလည်းရောက်လေရောက်ကောရုံအဖွဲတွေရဲ့စစ်တီအချို့တွေဟိုခေါ်ပြီးတော့မှတကယ်မဲအစ်စ်တီကိုအသုံးပြုပြီးတော့မှအမှန်ချစ်ပြီးတော့မှသူတို့မဲနိုင်အောင်သူတို့လှုပ်သွားတယ်ဆိုတဲ့ဟာကိုနောက် နောက်နှစ်တည်းမှာပြန်ပြီးတော့မှကြည့်ရတယ်ပေါ့နော်အဲ့အချိန်ကျမှအရန်အံဩသွားတယ်ဩမဲဟိုဒီရွေးကောက်ပွဲကြီးလောက်တာကဒီလိုပါလားဆိုတဲ့ဟာကြီးကိုပေါ့နော်အဲ့အချိန်မှာဖုန်းတွေပေါ်လာပြီဆိုတော့ကျမတို့တွေသတင်းတွေဖတ်လာပြီဖတ်လာပြီဖတ်လာပြီဆိုတော့အဲ့တော့မှကျမတို့နိုင်ငံကြီးအသည့်ကိုအဲ့အချိန်ကျမှဒီ2030ရဲ့နောက်ပိုင်းကျမှကျမတို့နိုင်ငံကြီးအသည့်ကိုတည်လာခဲ့တယ်ပေါ့နော်ဟုတ်အာကြံ့ခိုင်ရေကတ်ကိုကျမတို့ចောင်းသားဘဝ9ရက်နှစ်တည်းကကျမတို့ပေးတာအဲ့ကြံ့ခိုင်ရေကတ်တွေနဲ့ ဆိုပညာရေးကောလိပ်တွေလျှောက်တဲ့အခါလဲကြလဲကြရောရွေးတဲ့အခါမှာပေါ့နော်အမှတ်ကောင်းတာတစ်မျိုးအင်တာဗျူးဖြေနိုင်တာကတစ်မျိုးအဲ့ဒီရဲ့ကြံ့ခိုင်ရေးကပ်ရှိပြီးသားလူကအဲအဲ့လိုမျိုးတွေနဲ့အဲဟိုရွေးချယ်တယ်ဆိုတာတွေတော့သိခဲ့တယ်ကျမကတော့ကြံ့ခိုင်ရေးကပ်ကတော့၅ရက်နှစ်တည်းကចောင်းသားဘွားတွေကចောင်းသားတွေအကုန်လုံးကိုထုတ်ပြီးတော့ ရခဲ့တယ်ပေါ့နော်။ဘာမှန်းလဲဘာဘာမှန်းဒီဒီလိုမျိုးဒီသူတို့ကတော့အဲ့အချိန်တွေကဒီရွယ်ချက်ကြီးနဲ့ဒါလုပ်ဖို့အတွက်ရွယ်ပြီးလုပ်သွားတာလည်းဖြစ်ရှင်ဖြစ်မယ်ပေါ့။ကိုကြီးကတော့ဘာမှမသိခဲ့ဘူးပေါ့နော်။အာဦးသိန်းစိန်အစိုးရလက်ထက်တုန်းကအာဒီဟာတွေဘာကြောင့်ဖြေချော့ဖြေချော့လာလဲဆိုတော့သူတို့ရဲ့ခုနကပြောသလိုမျိုးပေါ့နော်ဒီမဲစနစ်ကိုလိန်လေပြီးတော့မှသူတို့နိုင်အောင်လုပ်ခဲ့တဲ့ဟာတွေကိုဖြေချော့ဖို့အတွက်ဒီ စင်ကတ်တွေထုတ်ပေးတယ်ဒီလိုတွေပြည်သူတွေကိုအဲဒီလိုမျိုးလေးပွင့်လင်းမြင်သာအောင် လုပ်ပေးတယ်ဆိုတော့အရာတွေကိုလုတ်ပေးလိုက်တာအဲ့ဒီလိုလုတ်ပေးလိုက်တဲ့အခါမှာပြည်သူတွေကသူတို့ဟိုဂျေစုဂျမဆိုရင်ဂျေစုတင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့အချိန်ကြာကမှာပဲအဲကိုလိုချင်တဲ့အသိပညာတွေကိုအများကြီးဟိုလေ့လာခွင့်ရလိုက်တယ်ပေါ့နော်သူတို့ကတော့သူတို့သူတို့ကိုပဲရှေ့ဆက်ပြီးတော့မှရှေ့ဆက်ပြီးဟိုဘယ်လိုပြောမလဲအဲသူတို့ပါတီကိုပဲအဲသူတို့ကိုပဲ အာကိုတကြီးနဲ့ဆက်ပြီးတော့မှအာကိုနေအောင်လို့ဒီလိုမျိုးဖန်တီးပေးလိုက်တာပေါ့နော်ဒါပေမဲ့အဲကျမတို့ပြည်သူတွေရဲ့ဥနောက်ကိုလမ်းဖွင့်ပေးလိုက်တဲ့အချိန်မှာကျမတို့ပြည်သူတွေကလုံးဝကိုဘောနော်လုံးဝမသိတဲ့နိုင်ငံကြီးအသည့်ကိုလုံးဝမသိတဲ့လူတွေပါနိုင်ငံကြီးအသည့်ကိုဟိုသိလာခွင့်ရလိုက်တယ်ပေါ့နော်ဟောပြောကျင်တာသူတို့ကသူတို့အတွက်လှုပ်တယ်ဆိုပေမဲ့တော်ညာလဲပြည်သူတွေကကြတော့ကို့အတွက် အကျိုးရှိသွားတယ်ပွင့်လင်းမြင်သာတဲ့ခံစား권ညရလာတာကျွန်တော်ပြည်သူတွေရဲ့အကျိုးပေါ့နော်ဒါပေမဲ့သူတို့ကတော့အဲ့အဲ့အကျိုးကိုရစေချင်လို့သူတို့လုပ်တာမဟုတ်ဘူးသူတို့အကျိုးကိုရဖို့အတွက်သူတို့လုပ်လိုက်တာနီလန်မှားသွားတယ်ပေါ့နော်အဲ့အဲ့လိုလိုထင်ပါတယ်ဟုတ်တကယ်မှာတော့ဟိုထောက်ခံတဲ့ဟိုအတွေးတွေရှိတော့ညာလေတကယ်တကယ်မဲပြီးတဲ့အခါကျတော့ကြောက်တော့လीအဲသူတို့ချင်းချောက်ထားတာဟိုဘာပြီးမယ်ဘာပြီးရဘာပြီးရမယ်ဆိုတော့အာချောက်ထားတဲ့အတွေ့အကြုံမလို့ ဒီသူတို့ပါတီကိုပဲမဲပေးကြတာများပါတယ်အဲ90ရာခိုင်နှုန်းလောက်ကပါအဲ့ပါတီကိုပဲမဲပေးတာဒါပေမဲ့ကျွန်မတောင်းကြတဲ့အကြောင်းလေးရွာလေးပေါ့နော်အဲအဲ့ဒီအဲ့ဒီရွာလေးမှာကတော့မဲယုံတယုံနဲ့လှုပ်လိုက်တာရွာကြီးရွာနဲ့တက်နဲ့ပေါ့နော်အဲအဲ့အဲ့နာမှာတက်တက်ရှိတယ်အမြောက်တက်တက်ရှိတယ်အဲအဲ့တက်နဲ့အဲပေါင်းပြီးတော့မှမဲယုံလှုပ်လိုက်တဲ့အခါမှာမဲယုံရဲ့စရင်ကသူတို့တည်ပြီးသားလေး စင်ရင်ဒီမဲပေးရမယ့်လူဦးရေစင်ရင်ကတို့သိပြီးသားဖြစ်နေတယ်တကယ်တကယ်လဲကျမတို့မဲရေတော်လိုက်တဲ့အချိန်မှာ NLD ကနေနိုင်ပြီးတော့မှာပေါ့နော်တို့ပါတီကိုမဲပေးတဲ့လူကတို့စစ်တပ်ထဲကလူရဲ့အဲ80ရာခိုင်နှုန်းလောက်ပဲတို့ပါတီကိုမဲပေးတာမဲပေးပြီးတော့ကျန်တဲ့30ရာခိုင်နှုန်းကအာပေါ့နော်အဲ NLD ကိုမဲပေးလိုက်တဲ့အခါမျိုးလဲကြလဲကြအောင်အဲ့မှာဘာဖြစ်လဲဆိုတော့တိတ်မဝေးတဲ့တပ်ဖြစ်တဲ့အတွက်ကြောင့်မို့ ရွာတိရွာကနေပြန်သွားပြီးစည်ရင်တွေအကုန်ချုပ်လဲပြီးတော့အဲ့ညာတွင်ချင်းတခါတည်းဟိုရဲမေတွေရောစစ်တီတွေရောဟိုခေါ်လဲပြီးလဲပြီးရောတောင်းချမ်းနေပေါ့နော်အဲတောင်းချမ်းနေလို့ကြာအကြခဲ့ရတယ်ပေါ့နော်အဲ့ဟာကတော့ကျမတို့ကျမတောင်းကြတဲ့ရွာရွာနာမှာရှိရဲ့တက်တက်တက်ပေါ့နော်အာဒါကတော့ဒီဒုတိယအကြိမ်အဲကျမကြုံခဲ့တဲ့ဒုတိယအကြိမ်ရွေးကောက်ပွဲတစ်ခုမှာအဲ့လိုကြာခဲ့ရတယ်ပေါ့နော် ဒါပေမဲ့နောက်ဆုံးအချိန်မှာကျတော့ကျမတို့ဒါနှစ်ချိန်ကျတော့ကျမတို့တွေဆိုသင်တန်းနေတဲ့ရပြီအမှန်ကန်သင်တန်းနေတဲ့ရမဲယုံကိုဘယ်လိုလုပ်ရမလဲအဲမဲစီစေးတဲ့လူကဘယ်လိုအာမဲထုတ်ပေးတဲ့လူကဘယ်လိုပေါ့နော်ဒါတွေကိုအကုန်လုံးသိချာအာစနေတဲ့ကြအကုန်လုံးဟောလုတ်လုတ်ရတယ်ပေါ့နော်အဲလုတ်ပြီးတော့မှအဲ့ချိန်မှာနောက်ဆုံးပွင့်လင်းမြင်သာစွာ အကုန်လုံးကိုချပြရတယ်ဘီသူတွေဆိုလို့ရှိရင်လည်းအကုန်လုံးတိတိကျကျတိ သိရတယ်ဗောနော်ဒါ2020ရွေးကောက်ပွဲမှာပဲမဲယုံတွေကအမှန်အကန်ဗောနော်အမှန်အကန်အတိအကျပဲဘာဖြစ်လို့လဲဆိုတော့တက်ထင်းကသူတွေတောင်မှပဲအပြင်မှာထွက်ပြီးတော့မှမဲပေးခွင့်မဲပေးခွင့်မဟုတ်ဘူးမဲပေးကိုပေးရမယ်ပွင့်လင်းမြင်သာစွာမဲပေးရမယ်အဲ့လိုပုံစံမျိုးဗောနော်အော်အဲ့အဲ့မှာတက်ထင်းကနေအပြင်ကိုထွက်ပြီးတော့မှပြောမယ်ဆိုလို့ရှိရင် ကျမကျမမျိုးသားဆိုလို့ရှိရင်မနေ့ပြန်လို့မဲပြရမယ်နေဆိုလို့ရှိရင်ကျမကိုဖုန်းလှမ်းဆက်တာပေါ့ကျမတို့တယောက်တည်းနေရာစီနေရတာဟုတ်ဖုန်းလှမ်းဆက်တဲ့အချိန်မှာမနေ့မနေ့ပြန်သူ့အတွက်အပျော်ဆုံးနေပြန်ဆိုသူကို့မှာဘာကြောင့်လဲဆိုတာအံ့ဩသွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုသူသူပေးခြင်းနေရသူပေးခြင်းနေမဲကိုပေါ့နော်အာဒီတစ်ချိန်မဲပေးကိုရတယ်ပေါ့နော်အဲသူအဲ့လိုအဲ့လိုရှိသူပြောတယ်ဟုတ်တိတိကျကျ သွားနေတဲ့ဟာကနေပြီးသွားနေတဲ့ဟာကိုတို့ကကျမတို့ကိုမဲခိုးပါတယ်ဆိုတဲ့အကြောင်းအရာကကျမတို့လုံးဝလက်မခံနိုင်တဲ့အကြောင်းအရာတစ်ခုပေါ့နော်အဲ့မှာအနာသိန်းတဲ့အချိန်မှာကျမကကျမတို့မိဘတွေစီပြန်သွားတယ်အဲတောင်ယာလဲလောက်ကြတာဆိုတော့လဲဒီမှာသွားပြီးတော့မှကုသိမ့်ပြီးတဲ့အချိန်မှာအာကျမတို့အနာသိန်းနဲ့သိမ့်လိုက်ပြီးသိမ့်လိုက်ပြီးဆိုလို့ဆိုတော့ အတိုက်ခံပြောတာပေါ့နော်ဦးလေးတွေနဲ့အတိုက်ခံပြောတော့သူတို့ကဟိုဘက်ကဟိုဘက်ကဟိုဟိုဘက်ကဆိုတော့ဦးလေးတွေနဲ့အတိုက်ခံပြောလဲပြောဟိုပါတဲ့သမီးတို့တေချာစီစစ်ခဲ့တယ်ပေါ့နော်စီစစ်ခဲ့တဲ့ဟာကိုမှားတယ်ဆိုတော့သူတို့ကဘာနဲ့ကင်ပေါက်လဲဆိုတော့မဲစင်းရင်မှားတာနဲ့ကင်ပေါက်တာမဲစင်းရင်မှားလို့တချို့ဆိုလို့ရှင်မမပေးရမယ့်အရွယ်တွေစင်းင်းထဲမှာပါပြီးတာဟုတ်ပြီလို့အဲ့ဒီဟာကိုအသာထားလို့ကျွန်မပြောလိုက်တယ်ပေါ့နော်အော်ကျမတို့မိသားစုဆိုလို့ရှိရင်ကျမကကျမတောင်းကြတဲ့နေရာမှာနေတာ ။ तू ကသူတောင်းကြတဲ့နေရာမှာနေတာ။ तू အိမ်အောင်စုစည်းရတဲ့မှာကျမရှိတယ်။ကျမကလည်းကျမကျမမြို့နယ်မှာကျမအခြေချတဲ့နေရာမှာကျမအိမ်အောင်စုစည်းရတဲ့မှာ तू ဒီအိမ်အောင်ဦးစီးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုထည့်ထားတယ်။အဲ့တော့ကျမတို့မိသားစုမှာမဲပေးတဲ့လူက၄ယောက်ဖြစ်မသွားဘူးလား။တကယ်မဲပေးရမှာ၂ယောက်ထဲ။အဲ့ဒီလူမျိုးဝန်တန်းပေါင်းညောင်များစွာရှိတယ်။မဲစင်းမှားတယ်ဆိုတာကျမလက်မခံဘူးဆိုပြီးတော့မှဦးလေးကိုညင်းခဲ့တယ်ပေါ့နော်အဓိကတော့ပြောချင်တာ မှားတယ်သူတို့ကတော့မဲစင်းကြီးကိုမှားလို့ဒါပဲကျမတို့တို့နောက်ဆုံးမှာရှော့ချပါလေကျမတို့မဲရီတွက်ထားတယ်မဲမှားလို့ဟိုမဲခိုးလို့ဆိုပြီးတော့မှကျမတို့ကိုပြောပြီးတော့မှအာနာသိမ့်တာเนาะဒါပေမဲ့နောက်ပိုင်းကျရှော့ချသွားတာကမဲစင်းကြီးနေမှားလို့ဆိုတဲ့ဟာနဲ့ပြန်ပြီးတော့မှကျမတို့ကိုပြန်ပြီးတော့မှချုပ်ကိုင်တာအဲ့တော့ဆုံးလာကျမပြောသလိုပဲကျမတို့မိသားစုမှာလာဝါကနေပဲဆိုင်နေသူဒီသူဟာသူဟိုမှာရှိနေတယ်ကျမအဲ့နေရာမှာကျမရဲ့မိသားကျမ ကျွန်မဒီအဲ့နေရာမှာရှိနေကြအကြောင်းကိုမရှိဘူး။ဒါမှကျွန်မကျွန်မမဲတီသူတို့ပေးသွားတာပဲလေကြိုတင်မဲဆိုပြီးတော့မှဒါပေမဲ့ကျွန်မနေရာမှာကြတော့ကျွန်မအိမ်တော်ဦးစီးသူ့သူ့ကိုရှိတယ်။သူဒီကျွန်မရှိမှမရှိတဲ့အကြောင်းကျွန်မကျွန်မတို့အမျိုးသားအပြင်ပြင်ပဖြစ်တဲ့အတွက်ကြောင့်မဲမပေးရ။အဲ့လိုမျိုးအဲ့လိုမျိုးအဲ့လိုမျိုးဝန်ထမ်းမောင်းဝန်ထမ်းမောင်းမြောင်များစွာအများကြီးတွေ့တယ်မှာသူတို့ကမဲစင်းရင်းမာတယ်ဆိုလို့ရှင်အဲ့ ပါနေတာပေါ့နော်ကျမတို့မိသားစုဆိုရင်အာနှစ်ယောက်ပဲပေးရမယ်ဟာလေးယောက်ရှိတယ်ကျမတို့လုံဝန်နှမ်းပေါင်းများများစွာမက်ဆင်းနေအများကြီးပေါ့နော်အဲတော့ကျမတို့ဒီရွေးကော်နဲ့မဆိုင်ဘူးလို့ကျမပြောချင်တယ်ဘာနဲ့ပဲဆိုင်လဲဆိုရင်လာဝကနဲ့ပဲဆိုင်တယ်ဘလို့ဒီ2025မှာလုံးမယ်ပေါ့နော်အာရွေးကောက်ပွဲကိုကျမဘလို့မြင်လဲဆိုတော့2010တုန်းကရွေးကောက်ပွဲအတိုင်းလိုပဲကျမအထင်တယ် ဘာဖြစ်လို့လဲဆိုတော့2010မှာတော့လည်းတခြားပါတီသေးသေးလေးတွေနဲ့ပဲသူတို့နိုင်အောင်လုပ်သွားလိုက်တယ်။ဒီလိုပဲဒီအချင်းချင်းနဲ့ဒီလိုသွားလိုက်တယ်။2015မှာအာမနိုင်လောက်ဘူးလို့ထင်ပြီးတော့မှအာပြည်သူကိုဟိုဟာတခြားဂယုတစိုက်ပြုတ်တဲ့ပါတီကို NLD ကိုထည့်ပြီးတော့မှရှင်ပြိုင်권ပေးလိုက်တယ်။နိုင်သွားတယ်။ဘာမှမလုပ်တာလို့သာပဲလုံးလို့မရလို့သာပဲသူတို့ဒီတိုင်းထားလိုက်တယ်ပေါ့နော်။ 2020မှာလည်းတောင်ပြိုကမ်းပြိုနိုင်တာကိုအခုနကလိုမျိုးမဲစင်းလိမ်မာတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့အရာတွေနဲ့အနာထက်သိမ်းတာအခု2025မှာလည်းဒီလို PC ညှောက်တော့ပါတီအသေးလေးတွေနဲ့သူတို့မိတ်ဖက်ပါတီလေးတွေနဲ့ပဲသူတို့နေရာရဖို့အရေးသူတို့အခွင့်အရေးရဖို့အရေးဒီလိုပဲလှုပ်ဖို့ဒီရှိတဲ့အတွေ့အကြုံမလို့ပေါ့နော်အဲ့လိုမျိုးတွေပဲ ီလိုမျိုးတွေပေါ့နော်ဒီလိုလှုပ်ဖို့ပဲရည်ရွယ်နေတဲ့အတွက်ကြောင့်မလို့ပြည်သူတွေနေနဲ့အဲ့လိုပြောတာဘယ်လိုပြောချင်လဲဆိုတော့ဒီပါတီသေးသေးလေးကိုလည်းကိုပေးချင်တယ်ဆိုကိုဒီဒီလိုပေါ့နော်ဒီပြည်ခိုင်ပြိုးပါတီကိုလုံးဝမပေးချင်ဘူးဆိုပါတီသေးသေးလေးတွေကိုမဲပေးလို့ရတယ်ပြောချင်တာလေဟိုအန်အန်ဒီဝင်မပြိုင်လို့မဲမပေးလိုက်ရဘူးဆိုတာမဖြစ်ရအောင်တခြားပါတီလေးတွေကို မဲပေးလိုက်မပေးချင်ဘူးဆိုလို့ရှိရင်လည်းမပေးချင်ဘူးကိုယ်ဝင်လင်းလင်းသွားပြီးတော့မှပြောလိုက်လို့ရတယ်2020တုန်းကလိုပဲပြောပိုင်ခွင့်ရှိတယ်သူတို့ကိုဟိုထွက်ပေါက်တော့မပေးစီချင်ဘူးပေါ့နော်ပြည်သူတွေကိုအတိနဲ့ကိုဟိုကစူးစမ်းပြီးတော့မှဒီထွက်ပေါက်တွေကိုပိတ်ထားဖို့ပြောချင်ပါတယ်မင်းအွန်လိုင်းရဲ့စစ်အုပ်စုကိုပြောချင်တာဆိုရင်ပေါ့နော်သူတို့ဒီအာနာကိုယူနီဖောင်းနဲ့ပဲ သွားစီခြင်းနဲ့ပေါ့နော်ယူနီဖောင်းလဲပြီးတော့မှဒီပြည်သူတွေကိုလှည့်စားပြီးတော့မှဒီရွေးကောက်ပွဲကြီးကိုမလုပ်စီခြင်းဘူးပေါ့နော်မလုပ်စီခြင်းဘူးလုံနေလို့လုံဒီတိုင်းမဲ့လုံမယ်ဆိုလို့ရှင်လေပြည်သူတို့ကသူတို့ပြည်သူလူထုကသူတို့အကြောင်းကိုသိပြီးသားပေါ့နော်အာသိပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မလို့အလေအညာတွေနဲ့ ဒီဟာကြီးတွေကိုွယ်ဖွက်ပြီးတော့มาပေါ့เนาะအနာကိုပဲမမောပြီးတော့มาရပိုင်ခွင့်တွေကိုပဲမမောပြီးတော့มาအာမလုပ်စီခြင်းကိုယူနီဖောင်းဝတ်ထားလို့ရှိရင်ယူနီဖောင်းဝတ်တဲ့အတိုင်းပဲယူနီဖောင်းနဲ့ပဲဆက်ပြီးတော့มาနေစီခြင်းနဲ့ရက်ဖက်ကိုကူးပြီးတော့มาအနာကိုမလူယူပါနဲ့လို့ပြောခြင်းပါတယ်